ားလုံးပဲမင်္ဂလာပါရှင်ညီမနမေကတော့အောင်စုမြင့်ဖြစ်ပါတယ်ညီမတို့ကတော့တန်တန်းသူရတော့စုလို့ပဲခေါ်ကြရဲပေါ့နော်ညီမနမေရောမေခုခွေမှာကျွန်တော်နမေရောထူးမြတ်လက်ပါညကြီးမုံလို့ခေါ်ပါတယ်ဒါပေမဲ့အများကတော့ကြီးမုံလို့ပဲခေါ်ရပါတော့ကြီးမုံကဒီအဲ HCP batch 30ကပါနာမည်ကတော့မတ်တီမုံဖြစ်ပါတယ်အဲဒီမှာ HCP batch 30မှာတက်ရနေပါတယ်ညီမနာမည်ကတော့မျိုးရတနာချင်းဖြစ်ပါတယ် HCP hospitality career preparation batch 30ရအကြောင်းတရားဖြစ်ပါတယ်ဒီ class လေးကိုဂျိုင်းပြင်းကားတဲ့အကြောင်းရင်းကတော့ညီမကဒီလောက်ကုန်ဆိုလို့ရှိရင်ဗီယက်နမ်မှာကျောင်းသွားတက်တော့မယ်ပေါ့နော်အဲ့တော့ကိုသွားမဲ့နိုင်ငံမှာကဟိုလေးလံကြည့်ရတလောက်ဆိုလို့ရှိရင် part time job တွေကိုကြည့်တော့နောက်သွားပြင် restaurant အနေနဲ့ hotel ဘိုင်းနေမှာအဲဒီ waiter waitress ဘိုင်းနေနဲ့ part time ခွန်ရည်များရယ်ပေါ့နော်ကိုကရှင်းလုံးပြောလို့ရှိရင်တော့ဒီနယ်ပဲထင်အောင်မဟုတ်ဘူးဒီ F&B ရင်အဖွေနဲ့ရှင်းလုံးပြိုင်မရှင်းနေဘူးပေါ့နော်ဟိုအဲ့တော့ကွာတင်တန်းလေးတော့တက်ကြည့်မယ်ဆိုရဲဟာမျိုးပေါ့ဒီကိုလောက်ကမဲ့ဖက်တိုင်းနေနဲ့နှိစက်သွားမဲ့တင်တန်းလိုက်ရှာကြည့်တော့ဒီ ီ MFAS ကိုတွေ့ရပါဘူးခုတင်တန်းပြီးသွားနေအဲပြီးတွင်းမှာပဲ internship အရင်ဆင်းအောင်ပဲပေါ့အတွေ့အကြုံယူမှာအပြီးမှာအဲနိုင်ငံခြားတီတင်တန်းနေပြီးတော့ချိန်ပေးရ program နဲ့ဒူဘန်းကိုဆက်ပြီးတော့သွားမှာဒီမုံကအရင်ဆုံးပေါ့နော်ကိုကိုရန်အသေးချာသွားပြီး hospital ဒီ career ဘိုင်းကို ွားမယ်လို့သိကြပြီဆုံးဖြတ်ချက်သိကြပြီဆိုတော့အကြောင်းလေးအများကြီးရွေးရတယ်အဲ့ဒီအချိန်မှာ mostly အာဒီအကြောင်းလေးတော်တော်များတွေ့ရပေါ့နော် social media တော်လည်းကောင် TikTok တော်လည်းကောင်ပေါ့ဒါပေမဲ့ NFTs ကသူက TikTok မှာလည်းအရင် trend ဖြစ်တယ်လို့အဲ social media မှာလည်းအရင်ပေါက်တယ်ပေါ့နော်ဆိုတော့ ချင်းမောင်ចောင်းလေးတော်တော်များကိုကိုရိုင်းသွားပြီးတော့စုံစမ်းတယ်မိသားစုနဲ့ပေါ့နော်ချင်းမောင်ကအမကိုရိုင်းလိုက်ပြီးတော့စုံစမ်းပေးရအာအွန်လိုင်းရစုံစမ်းတာပဲမဟုတ်ပဲနဲ့ပေါ့ campus တွေကိုလိုက်ပြီးစုံစမ်းတယ်တချောင်းကြီးတချောင်းပေါ့နော်နောက်ဆုံးကျတော့ဒီ MFS ကိုရောက်လာတယ်ရောက်လာပြီးတော့အာတေချာလေးအဲကိုဆွေးနွေးရမိလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီချိန်မှာအော်ရင်ငါနဲ့တင့်တော်ကတော့ဒီချောင်းမဖြစ်မယ်ဆိုရင်ဒါတော့မှကျုပ်နှစ်ရက်လောက်ချင်းယူသေးရပြီးတော့မှနောက်တစ်ခေါက်ထပ်လာပြီးတော့တေချာအဲစုံစမ်းပြီးတော့မှအဆွန်တော့ဒီတင်တန်းလေးကအချိန်လေးရောပေါ့နော်အချိန်အားဖြင့်ရော အဲလေတွားလာရတဲ့နေရာအဖြစ်ရောအဆင်ပြေရဲ့အဲပြောလို့ရှိရင်စာတင်ပြရဲ့ဆရာကြီးကလည်းကောင်းမယ်ဆိုပြီးတခြားသိလိုက်ရတော့ဒီတင်းတန်းကိုရွေးချယ်ပြီးတက်ရောက်ဖြစ်တာလည်းဖြစ်ပါတယ်။ယူရချက်ကတော့ဒီ hospitality ကိုအရင်ပေါ့နော် experience ယူပြီးတော့အဲ cabin crew ဘက်ကို join ကျင်လာပါ။အားကြောင့်ပါအဲဒီတင်နေပြီးရောရှင်ကိုပါရွေးချယ်မလဲဆိုတော့ဒီမှာပဲ program ထပ် join ပြီးတော့နိုင်ငံခြားတောက်ဖို့စီစဉ်နေရှိပါတယ်။အဲဒီမှာက အဲစာပဲတင်တာတဲ့ပေါ့နော်အလုံးဝလက်တွေ့လို့ရရယ် practical ရေလို့ရရယ်အကြောင်းကို2019လောက်ကတက်ရှင်တာကိုအခု2025မှာတက်ဖြစ်ခဲ့တာပေါ့နော်နောက်ပါဆက်လုပ်မလဲဆိုတော့နိုင်ငံသားသွားခြင်းနဲ့ပြီးလို့ရှိရင်ဒီဟိုပေါ့နိုင်ငံသားဟိုတင်မှာပေါ့နော်အဲဒီကလှုပ်ချင်တာပေါ့နော်အဲဒီဟိုတင်တယ်ကတော့ app နဲ့ FMB နဲ့တင်တာပေါ့နော်အဲလောလောဆယ်တော့ app FMB နည်းနည်းလေးပို့ပြီးစိတ်ဝင်စားတယ်စိတ်ဝင်စားနေတယ်ပေါ့နော်အဲဟိုတင်ကြည့်လိုက်တဲ့အခါမှာတော့အဲ FMB like career နဲ့ဒါမဲ့ပေါ့နော် ဘယ်ဟာပဲရရလုပ်လုပ်မယ်ပေါ့နော်ဒါပေမဲ့ကိုစိတ်ဝင်စားတော့အဆန်ပြင်းနေဒီဟာပေါ့နိုင်ငံသားမှာတော့ပြီးတော့အလုပ်လုပ်ချင်တော့လည်းလုပ်အလုပ်လုပ်မှာပေါ့နော်